ခိုင်ပြည်တစ်ခုလုံးလေးပါကိုလက်လွှတ်ထားတဲ့စစ်ကောင်စီဟာစည်ရင်ပြတ်မှတ်တွေလုံးဝမရှိတဲ့မျိုးရွာတွေကိုနေစဉ်ဆိုသလို ်လေကြောင်းကနေအနိုတေထားပြီးတော့တိုက်ခိုက်နေပါတယ်။အဲ့ဒီအထက်ကကြောက်တော့မြို့ကစစ်ကောင်စီကပို့ပြီးတော့ပြစ်မှတ်ထားတာကိုတွေ့လာရပါတယ်။ဒီလ15ရက်နဲ့16ရက်နေ့တွင်မှာဆိုရင်မြို့တွေကိုနှစ်ရက်ဆက်တိုက်ပုံစေခဲ့ပါတယ်။အာရခတပ်တော်ဟာကြောက်တော့မြို့နယ်တစ်ခုလုံးကိုပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့မှာအပိသက်သိမ်းပိုင်းနိုင်ခဲ့တာပါ။အဲ့ဒီနေ့ကနေဒီနေ့အထိတစ်နှစ်ကျော်အတွင်းမှာကြောက်တော်မျိုးကိုစစ်ကောင်စီကဘုံကြီးတိုက်ခိုင်းမှု14ကြိမ်အထိပြုလုပ်တာကို DMG ရဲ့စာရင်းမှာတွေ့ရပါတယ်။ဒါတွေကိုကြည့်ရင်အေးထင်းချုပ်ထားတဲ့မျိုးနယ်15ခုထဲမှာကျောက်တော်မျိုးဟာလေကျောင်းမိတ်ဆာရဲ့အညိုတေတံကိုအခမ်းအဆုံမျိုးလို့ဆိုနိုင်ပါတယ်။အဲ့ဒီတော့တခြားမျိုးတွေထက်ကျောက်တော်ဒေသကိုစစ်ကောင်စီဟာလေကျောင်းကနေဘုံမိုးရွာနေရတာဗာကြောင့်ပါလေ။ရခိုင်လူခွင့်ရဲ့ကာကွယ်မြင့်တင်သူများအဖွဲ့ဒါရိုက်တာဦးမြတ်ထွန်းပြောတာကကျောက်တော်မျိုးဟာအဲကျွန်တော်တို့ဒီအိန္ဒိယနဲ့တော်လကောင်းဘင်္ဂလားဒေ့ရှ်နဲ့တော်လကောင်း ကုန်းစည်စီစင်းမှုကောင်းမွန်တဲ့မျိုးတစ်မျိုးဖြစ်နေတယ်။စီကားတဲ့မျိုးတစ်မျိုးလေးဖြစ်တယ်။အဲ့တော့ဒီမျိုးကိုလာပြီးတော့သူတို့လေရင်နဲ့မကြမကြဘုံကျေးရင်းမယ်ဆိုလို့ရှိရင်ဘုံကျေးတာကိုကျွန်တော်ကဝေဖန်သုံးသပ်ရမယ်ဆိုလို့ရှိရင်ဒီရခိုင်လူမျိုးတွေရဲ့ဟာလာစီပေါ်ရေးကိုဟိုဒီကျွန်တော်ဖျက်လို့ဖျက်စီးလောက်တာဟာလာပြည်သူလူထုကိုချိန်ချောက်တာအဲနောက်ပြီးတော့ဒီအေကျွန်တော်တို့ဒီကြောက်တော့ ဟိုမိခိုပြီးတော့ရခိုင်တပြေလုံးကကုန်စည်စစ်စင်းနေတာကိုတို့ကဒီအကျန်းဖက်ဆွေကုပ်စီဟာတတင်းတွေရယူပြီးတော့ဟိုတမင်တကာဘုံကြီးတိုက်ခတ်နေတာလို့ကျွန်တော်သုံးသက်ရပါတယ်2024ခုနှစ်ဖေဖော်ဝါရီလမှာကျောက်တော်မြို့နယ်ကစကခကိုဌာနချုပ်ခမရ3ခုနဲ့3ခု5ခု6 5 3ခုအမတ3ခုခုတို့ကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ် ဖေဖော်ဝါရီလ၈ရက်နေ့မှာတော့ကျောင်းတော်ကနေတက်ဆုတ်လာတဲ့စကခကိုတက်မမှုတွေတခြားတိုင်ရင်မှုတွေနဲ့စစ်တင်မိသားစုဝင်တွေပါလာတဲ့စစ်တင်ဖို့တုံစီကိုကလဒန်မြေအပေါင်းကနေဘူးခန်ကျောင်းဖြူကျေးရွာအနီးမှာအေအေကတိုက်ခိုက်လို့နစ်မြုပ်သွားခဲ့ပါတယ်။ဒီပြေးစင်မှာတေဆုံးသူရာနဲ့ချီရှိတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်းဆောင်ဟာရခိုင်ဒေသကတခြားမျိုးတွေထက်ကျောင်းတော်မျိုးကိုပို့ပြီးတော့အညိုတီထားပြီးတိုက်ခိုက်နေတယ်လို့သုံးသပ်သူတွေလည်းရှိနေပါတယ်။ ဒါအပြင်ရခိုင်ပြည်သူတွေရဲ့စီးပွားရေးအသက်သွေးကြောဖြစ်တာကြောင့်အခြေခံစားသောက်ကုန်လုပ်ငန်းတွေရပ်တန့်စေဖို့နဲ့ပြည်သူတွေအငတ်ပေးရောက်စေဖို့ရည်ရွယ်ချက်ရှိရှိလုပ်နေတာဖြစ်တယ်လို့ဦးမြတ်ထွန်းကဆိုပါတယ်။ကြောက်တော်ဘုံကျေးခံရမှုဖြစ်စဉ်တွေကို ပြန်ကောက်ကြည့်ရင်မျိုးကန်တွေစစ်ပေးဆောင်အရတားတွေထူထပ်တဲ့မျိုးလေကောင်းတွေဈေးတွေကိုပြစ်မှတ်ထားပါတယ်။ဒါအပြင်ဝဲကြီးတောက်နန်တက်အလေကျွန်းရှောက်ချောင်းကြာညိုအင်းမြောက်ပင်ခါ ပန်ဖေချောင်းစားတဲ့ကျေးရွာတွေကိုလည်းပြစ်ခတ်နေတာတွေ့ရမှာပါဒီလိုရက်တွေကြောင့်အရသာစုစုပေါင်း29ရောက်ထမ်းမင်းသေဆုံးခဲ့ပြီးတော့125ရောက်ထမ်းမင်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လက်တလုံးမှာတော့ကြောက်တော်မျိုးခံတွေနဲ့စပင်းဆောင်တွေဟာမျိုးတွေမှာဆမ်းမနေရေတော့ပဲစိုးရင်ထိုင်လန့်မှုများစွာနဲ့ပေးလို့ရအောင်ထွက်ပြေးတင်းချောင်းနေရပြီးတော့မျိုးတစ်ခုလုံးမှာလူသွားလူလာကိမ့်မဲ့နေတယ်လို့ပြောကြပါတယ် လွန်ခဲ့တဲ့စစ်လျက်နေ့ကပထမအကြိမ်စစ်ကောင်စီကဘုံကိတိုက်ခတ်လို့မြို့ခင်ပြည်သူတွေတည်ဆုံပြီးပြင်းထန်တဲ့ဒဏ်ရာတွေအများကြီးရရှိခဲ့ကြတယ်ပေါ့နော်။ ခုစင်ငယ်ရဲ့နေကဆက်လက်ပြီးကြီးချလို့ဒီဘုံသီးတွေကမြို့ပေါ်လူနေရဲ့ကဲ့တွေကိုပဲစစ်တိုက်ကြီးချနေတယ်ပေါ့နော်။ဒီလိုမျိုးရစ်ဆက်လာကြီးချနေတော့ဒီမြို့ရလူတွေတော်တော်များများကစစ်မနေရစစ်မနေရကြတော့ဘူးလေ။ဒီတော့စိုးရင်ပူပင်ကြောက်လန့်မှုတွေနဲ့ပေါ့နော်။အဲဘေးချိန်လာကြီးချမလဲဘေးချိန်လာမလဲဒီလိုပဲနားဆင်းနေရတယ်တော့မလားဆိုပြီးတော့ဒီဘေးလဲကင်းရလို့ထင်ရတဲ့နေရာတွေကိုပေါ့နော်ဒီမြို့ခင်တွေမြို့တွေကစစ်ဆောင်တွေမြို့လုံးကျဲဆိုသလိုပဲဒီစစ်ဆောင်နေကြရပါတယ်။ အခုလိုလေကြောင်းပုံချစ်ခံရတာကြောင့်ကြောက်တော်မျိုးနဲ့အတွင်းမှာဆေးရုံလူနေအိမ်ဈေးစာတင်ကြောင်းဖုန်ကြီးကြောင်းစတဲ့အဆောင်အုံယာနဲ့ချီပြတ်စီးမှုတွေရှိတယ်လို့လည်းသိရပါဗျ။အခုလိုစစ်ကောင်စီကအရသာပြည်သူတွေကိုပုံချစ်တိုက်ခိုက်နေတာဟာအာရခတက်တော်ရဲ့ထိုးစစ်တွေကိုဖိအားပေးတာဖြစ်နေပြီးတော့ပြည်သူတွေကိုချင်းချောက်တာဖြစ်နေတယ်လို့မျိုးခန့်တွေကဆိုပါတယ်။ဖဲစိတ်ဆန်တဲ့လောရလို့မြင်ပါတယ်ပြည်သူတွေစီကလက်ရှိရွယ်လေအစိုးရကိုဒိတ်ပွေတဲ့ရေဖို့ ချင်းနေနေဖို့အပန်ထွက်လာအောင်ဖျော်ပေးတဲ့လောရလောမြင်ပါတဲ့တော်လန်ရဲ့ကာလမှာပြည်သူတွေခံနေရဆွံ့ရကြဆင်းလာအောင်ချီချောက်တဲ့လောရလောမြင်မိပါတဲ့ဒီလိုပြည်သူတွေဘုံကြီးခံရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့အာရခတ်တက်တော်ကစစ်ကောင်စီဟာလူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေတာဖြစ်တဲ့အတွက်ပြင်းထန်စွာချုပ်ချတယ်လို့ဆိုပါတယ်။ဒါအပြင်ဒီလောရအပေါ်သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေစီကပေးပို့သွားမယ်လို့ထုတ်ပြန်ပါတယ်။ ီကိစ္စနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဘက်ကတော့တစုံတရာထုတ်ပြောတာမရှိသေးပါဘူးစစ်ကောင်စီလေကြောင်းပုံစံမှုကြောင့်ရခိုင်မှာကလေးတငယ်အပါအဝင်အရသားတွေအစုလိုက်အပြုံလိုက်တင်ဆောင်တန်ရာရရှိမှုတွေဇက်တိုက်ရှိလာနေသလိုနိုင်ငံတော်ဝန်မှလည်းပုံကြိတ်ခံရမှုကြောင့်အရသာထိခိုက်သေးဆုံးမှုတွေနေ့စဉ်ဆိုသလိုမြင့်တက်လာနေပါတယ်။ဒါဟာစစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်ပြီးတော့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုကြီးဖြစ်တယ်လို့လူ့အခွင့်အရေးအဖွဲ့တွေကပြောဆိုထားကြပါတယ်ရှင်။